အလုံးဝမင်္ဂလာပါဒီနေ့တော့မအားတို့ဒီရခိုင်ငါတောက်ဆန်လေးချက်မယ်ပေါ့နော်အဲအဲ့ဒါအမအကူကတော့ဒီငါတက်တာကိုသုံးလာတယ်ဒီငါတက်တာနေရာမှာကိုကြတဲ့ငါလေးတွေသုံးလို့ရတယ်ပေါ့နော်ငချင်းလို့ငမြချင်းလို့ပေါ့ပြီးလို့ရှိရင်ငမုတ်တို့ဘာလို့လဲသုံးလို့ရပါတယ်ပြီးရင်အမဒီမှာစပလင်းလေးသုံးထားတယ်ပေါ့နော် အဲ့ဒီဗလင်ကထည့်ခြင်းလည်းရတယ်မထည့်လည်းရပါတယ်။တချို့ကတော့ပိုမွေးအောင်ဆိုပြီးတော့ပေါ့နော်။ဗရေကောလေးထည့်ကြတယ်။မွေးတယ်ပေါ့နော်။ဒါကြောင့်မလို့ကိုကဗရေကောကြိုက်လို့ရှိရင်လည်းဗရေကောထည့်လို့ရပါတယ်။ဒီနေ့တော့အမဗရေကောမထည့်ဘဲနဲ့ချက်ထားတာပေါ့နော်။အခုဒီ channel လေးကအမစီလုံးဝမပါဘဲနဲ့အယိုးရှင်ဆုံးအလွယ်ကူဆုံးချက်ပြထားတာဖြစ်ပါတယ်။တချို့တွေရတယ်ပေါ့နော်။ခုနကချက်သွန်းအဖြူနီးအဲဗစပင်းလေးထောင်းပြီးတော့စီတက်ပြီးတော့လည်းချက်ကြတယ်ပေါ့နော်။ ခုငါတက်တာလေးကတော့အမအကောင်လိုက်မချက်ပဲနဲ့နှစ်ပိုင်းပိုင်းမချက်မယ်ပေါ့နော်။ငါတက်တာလေးကိုအမငါးခေါင်းကိုမီရွဲအတွက်အခုလိုမျိုးပေါ့နော်ခေါင်းသားနေပြီးတော့ဆောင်းဆောင်းလေးခုန်နေပါဗျ။ပြီးလို့ရှိရင်တော့ဒီလိုဘိုက်ကအညီကြီးထုတ်လိုက်တယ်ပေါ့နော်။ဘေးနားဟာလေးတော့အမဒီလိုကကြီးလေးနဲ့ပဲညှက်လိုက်ပါဗျ။ မအားတော့ငါးတွေကိုအရင်ဆုံးရေမစေးပဲနဲ့အခုလိုမျိုးခေါင်းလေးတွေခုတ်ပြီးတော့မှတော့ရေစေးတယ်ပေါ့နော်ပြီးကြလို့ရှိရင်တော့မအားလို့ငါးလေးကိုနှစ်ပိုင်းပိုင်းမယ်ပေါ့ဒီငါးဒေတာမှာသူကငါးမျိုးစားနှစ်မျိုးရှိတယ်ပေါ့နော်တစ်မျိုးကအဲ့တားမှာချောနေတာပေါ့နော်ချောနေတဲ့မျိုးပြီးတော့မမကြီးမပါတဲ့ဟာနဲ့ နောက်တစ်မျိုးကကြတော့အဲ့ရဲ့အောက်မှာပေါ့နော်မမကလောက်ကြီးတွေပါတဲ့ဟာဆိုပြီးတစ်ခုရှိတယ်ပေါ့နော်။သူကစားတဲ့အရသာလည်းနည်းနည်းကွာတယ်။အဲ့လိုမျိုးအမာကြီးတွေပါတဲ့စားတဲ့ဟာကြတော့အရသာလေးကတိတ်ပြီးတော့မနှူးညံ့ဘူးပေါ့နော်။ဒီခါလေးကြကြလို့ရှိရင်အဲ့နှစ်ခုကခွဲဖို့ခက်တယ်။အဲ့ကြလို့ရှိရင်အိပ်ဖိနာအမာလေးကိုကြည့်ပြီးတော့ခွဲလို့ရတယ်ပေါ့နော်။ဒါလို့ကိုကအဲ့လိုမျိုးအိပ်ပိနာအမာလေးတွေပါတယ်ဆိုလို့ရှိရင်တော့စားတဲ့အချိန်မှာတော်တော်လေးအဆင်မပြေဘူးပေါ့နော်။မမကြီးကြီးကြီးဖြစ်တဲ့အတွက်အခုလိုမျိုးလေးထုတ်ပြလိုက်တယ်ပေါ့နော်။ ီကြတော့မအားတော့ဒီဘောနောငါတုံးလေးတွေကိုတစ်ချက်လောက်မွှန်းလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်မအားတော့ငါချီတာတို့ဘာလို့လည်းနည်းနည်းထိန်းချုပ်ပြီးသားဖြစ်သွားသလိုငါလည်းလည်းရတာဝင်နေပါတော့ပြီးလို့ရှိရင်ကြတော့မအားတော့စာစင်းရဲ့အချုံမုတ်အားလေးနဲ့ရတာနေထားမယ်ဘောနောငါကိုပြီးလို့ရှိရင်15မိနစ်လောက်ထားရမယ်ပေါ့အဲ့ဒါမှထိချက်တဲ့အချိန်မှာငါလေးရဲ့အရတာဝင်ပြီးတော့စားလို့ကောင်းမှာဖြစ်ပါတယ်ဂူလိုမျိုးငားလေးတွေကိုအရသာဝင်အောင်နှက်ထားတဲ့အချိန်တွေမှာအမတို့လိုအပ်တာလေးတွေပြင်ဆင်မယ်ပေါ့နော်။ဇပလင်လေးတွေကိုအမတို့ထိတ်လေးတွေဖြတ်ပြီးတော့ ဖောက်ဖောက်လေးထူလာမယ်ပေါ့နော်အငယ်ကြီးခြေဝါအောင်လည်းမဟုတ်ဘူးအမာနေရလည်းမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမတို့ထုံးတင်လို့ပေါ့အဲ့ဒါမှထုံးလို့ပါအဆင်ပြေမယ်ဘာလို့မလို့ပါဒီနေရာမှာသူများတွေကဇပလင်ကိုထောင်းထည့်တာရှိတယ်တကယ်လို့ကိုကထောင်းထည့်ခြင်းလည်းရတယ်ဒါပေမဲ့အိတ်ကြရင်တော့ဇပလင်ကိုတခြားလေးခြင်းညက်နေအောင်ထောင်းရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကအနှစ်ထဲမှာဇပလင်ပါသွားတယ်ဆိုတဲ့အတွက်ကိုအမတို့ခြင်းညက်အောင်မထောင်းထားလို့ရှိရင်အဲ့ဇပလင်အဖက်ကြီးတွေကဟင်းနှစ်ချားတဲ့အချိန်မှာပေါ့နော်မမကြီးတွေကိုက်မိပြီးတော့နန်နေပေါ့နော် မားတော့အလိုမျိုးဟာအောင်စားတာမကြိုက်တဲ့အတွက်ပြီးတော့ဟိုအနံ့လေးပဲလိုချင်တဲ့အတွက်ပေါ့နော်အမဇပလင်လေးကိုဒီရင်ချက်တဲ့ချိန်မှာဒီလိုလေးပဲထုံပြီးတော့ထည့်ပါတယ်ပြီးရင်တော့အမားတို့ကျက်သွန်နီအနေတော်ဦးတလုံးရဲ့မြို့သီးစိမ်းထောင်းမယ်ပေါ့နော်အမားအမားတို့စားရဲ့စနုမုတ်ရထဲတယ်စားကတော့အမောက်ထောင်းတဲ့ချိန်မှာမချောထားတော့အောင်ပေါ့နော်စနုမုတ်ကတော့အမတို့အစိမ်းနဲ့မနံအောင်ပေါ့ဒီနေရာမှာအမတို့စနုမုတ်မထည့်ဘဲနဲ့ထောင်းလို့လည်းရပါတယ် ယူဒီဆိုင်တို့ကတော့ကိုစားနိုင်စားနိုင်သလောက်ထည့်လို့ရတယ်ပေါ့နော်အမဒီမှာ3000မှထည့်ထားတယ်ပြီးရင်တော့မဟုတ်စုံစည်းရည်မျိုးပဲနဲ့ထောင်းထားတာလေးပဲယူမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုစုံစည်းရည်ရ6သားလေးပါမှာဆိုလို့အမစုံစည်းရည်တော့မယူတော့ပါဘူးပြီးရင်တော့မတော့ရင်ွေးလေးတင်မယ်ပေါ့နော်ကို9ပေါ့ကိုဆက်တဲ့ပမာဏပေါ့မူတည်ပြီးတော့9လေးတွေမပြုတ်လို့ပြဖြစ်တယ်ပေါ့နော်ကိုအဲ့ရေတဲ့ထက်လာလို့ရှိရင်9လေးမပြုတ်လို့ပြဖြစ်မဲ့ရေပမာဏလောက်ပေါ့အဲ့အဲ့တော့ပလေးအမကိုယူနစ်တဲမယ် တယ်ပြီးလို့ရှင်ယူနေစုလာလို့ရှင်ကြတော့မတို့ခုနထောင်းလာတဲ့ဟာလေးတွေထည့်မယ်ပြီးရင်မပိစင်းစားလေးထည့်မယ်ပြီးရင်အမောက်စပရင်ထည့်မယ်ပြီးရင်ဖုံးအုပ်ပြီးတော့ပေါ့နော်အဲ2မိနစ်3မိနစ်လောက်အဲ့သူ့ရဲ့မပိလေးလေးပြောတဲ့အထိပြီးလို့ရှင်အားလေးတွေပေါင်းပြီးတော့မွေးလာတဲ့အထိတည်ထားပေးမယ်ပေါ့နော်အပိနဲ့လေးရဲ့ခုနထောင်းထားတဲ့ဟာလေးရဲ့အနံလေးတွေမှုလိုက်ပြီဆိုလို့ရှိရင်တော့အမတို့ခုနငါးလေးတွေပေါ့နော်အိမ်ငါးလေးတွေအမတို့ထည့်မယ် တကယ်လို့ဒီနေရာမှာကိုကရေထဲတာနေသွားပြီဆိုလို့ရှိရင်ငါးလေးတွေမျိုးမျိုးမျိုးဖြစ်အောင်ပေါ့နော်ရေလေးထည့်ပြီးတော့လိုက်ထည့်ပေးပါမယ် ပြီးလို့ရှိရင်တော့အမတို့မီးအလယ်လန်းနဲ့ခင်းအိုးလေးကိုပေါ့နော်9မိနစ်လောက်အဖိုးအုပ်ပြီးတော့တည်ထားပါမယ်ပြီးရင်အမတို့ငါအတုံးလေးကိုပေါ့နော်အပေါ်နဲ့အောက်နဲ့လမ်းပေးမယ်ပြီးရင်အမတို့ဒီချိန်မှာရတာမီးကြည့်မယ်ပေါ့နော်လိုတဲ့ရတာလေးကြီးထည့်မယ်ကိုကအချင်းအဖြစ်မကြည့်သေးလေးကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာမကြည့်သေးလေးရေဖြောပြီးထည့်ပေးရမှာဖြစ်ပါတယ်အမကတော့တမန်တီးလေးညစ်စာမှာဖြစ်တဲ့အတွက်မထည့်ထားပါဘူးနော်ညစာထည့်တဲ့အချိန်မှာအမတို့ဟင်းအိုးကိုဇိုးနဲ့မမွေပဲနဲ့အခုလိုမျိုးလေးပေါ့နော်အိုးလေးကိုလှုပ်ပြီးတော့ရတာဖြန်ပါမယ်ပြီးလို့ရှိရင်ရတာထည့်နေကြည့်မယ်ပေါ့နော် တကယ်လို့ကိုကဒီချိန်မှာဇွန်းနဲ့မွေလည်လို့ရှိရင်ကြတော့ငါးလေးတွေကြေးသွားနိုင်ပါတယ်ဒါကြောင့်မလို့ပါကြတဲ့စိတ်တန်းကြပြီဆိုလို့ရှိရင်တော့အမတို့အဖုံးအုပ်ပြီးတော့နောက်ထပ်5မိနစ်10မိနစ်လောက်အရေးစစ်စစ်လေးဖြစ်သွားတဲ့အထိတရားပေးပါမယ်။ဒီနေရာမှာကိုကတောင်းဆန်းစားမယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့အရေးထည့်ပြီးတော့ရတာညှိပေါ့နော်။အမကတော့ကိုလိုချင်တဲ့အရေးအနေထားလေးရောက်ပြီပေါ့နော်။ဒါကြောင့်မလို့နာမည်လေးအုပ်ပြီးတော့ဟင်းဝချပါမယ်။ဒီနာမည်မအုပ်ဘဲနဲ့အမတို့အဘူရွတ်တို့ပင်စိမ့်တို့အုပ်လို့ရတယ်ပေါ့နော်။ သူတို့အုပ်လို့ရှိရင်တော့ပုံမွေးပြီးတော့ပူစားလို့ကောင်းပါတယ်။အမဒီချက်တဲ့ထဲမှာပေါ့နော်။အမအချင်းကိုမထဲထားဘူး။ဘာဖြစ်လို့လဲဆိုတော့အမစားခန့်နေကြရင်တံမြန်ဒီလေးညှစ်ပြီးတော့စားမမလို့အချင်းမထဲထားတာဖြစ်ပါတယ်။တကယ်လို့ကိုကတံမြန်ဒီမရှိဘူးမကြည်သေးပဲရှိတယ်ဆိုလို့ရှိရင်တော့ခုနအရသာတွေမိကလေးကမကြည်သေးလေးကိုရေဖြော်ပြီးတော့အချင်းဖြစ်ပေါ့နော်။ထည့်လို့ရပါတယ်။